င်္ဂလာပါဒီနေ့ကတော့သခွားလေးတုပ်စားပါမယ်။ဟောတော့သခွားလေးကိုအရင်ဆုံးပြီးမယ်။သခွားလေးကသူကခိုင်ခွန်းကွာဆိုတဲ့အတိုင်းပေါ့နော်။အဲ့လိုရိုက်ပြီးတော့ဟာအဓိကပေါ့။အဲ့လိုရိုက်မှတခွားလေးရဲ့အရသာကိုမှာလား။ဒီမှာကိုစားကြည့်နေအညီထားလေးပြီးမယ်။ ူကအဲ့လို क्वे ဝန်းလိုက်ရင်အဲ့ရေကိုရတာကြီးပိုးဝင်လာဒါတော့ဆော့ဆက်ပါမယ်ဒါကတော့ကျွတ်တူကြီးချိန်ခါရပါပြီးရင်အထဲကို soy sauce ထည့်မယ်ပဲငံများကြီး ဆင်းတခြားလေးနဲ့ထည့်မယ်စာလေးရနည်းနည်းပါရဆိုတော့နော်ပြီးရင်ဗနီကာဗနီကာပါလဲရှာလကိုင်ရှာလကိုင်အမဲတော့တယ်နော်ရှာလကိုင်ရှာလကိုင်အမဲကပို့ပြီးတော့ခွေးတယ်ကြိုက်ရင်တော့အချင်းကြိုက်ရင်တော့နည်းလေးပို့ထဲပါနော်ဒါတော်တော်လေးမှုရတယ် အထဲကိုနှမ်းစီထည့်မယ်နှမ်းစီမွေးနှမ်းစီမွေးစီစဉ်စီစဉ်နေအောင်ပါနော်ဒီဒီထဲကိုခဏတစ်ခါသေးရထည့်မယ်တစ်ခါသေးနည်းနည်းမီနဲ့ထည့်မယ်နည်းနည်းမီနဲ့ရရင်တိကျမနေတိကျမနေလို့လည်းရတယ်ပုံမွေးရပါနော် ပြီးရင်ချီလီလိုက်လို့မပေါ့နော်အဲ့တော့ဒီငှသည်အစိမ့်မဟုတ်ရောင်တိမ်မဟုတ်ပါဘူးရောင်တိမ်မဟုတ်လို့ထည့်မယ်ဒါကတော့စီကိုပူပေးမယ်ပေါ့နော်ပူကျွနေအောင်ပေးမယ်ပြီးပြီးရင်အပေါ်ကနေလောင်းဖို့ပေါ့စီကအရန်ပူတဲ့ဟာကိုအပေါ်ကနေလောင်းမယ်ဆိုရှိတာချီလီဝိုင်းရပါပြီ ော်မှုလိုက်တာဟုတ်ချီဝမ်းနေရမှာမှုလိုက်တာအဲ့ဒါကိုနေတော့မယ်အိုးအရင်မှုရမယ်ချီဝမ်းကလေးတွေရှင်တော့တတိထားပါတော့အေးစီလာမယ်ချီမှာအိုးတော်တော်မှုရင်ချီကအရင်ကြီးပို့လို့လည်းမရမှုတူသွားမှာဆိုလို့အိုးမြုပ်တီးရမှုလိုက်တာဒီဆိုရင်တော့ခွာတိတော့ရပါပြီညစာချင်မယ်ဒီအောက်မှာဆိုလို့ရှင်ကသူ့ဟာဒီမှာအရေးရဒီလိုမျိုးနဲ့ ဲ့အရင်အရန်မွေးတူစားလို့လည်းရင်ကောင်းဟင်းချင်းချစ်စားတယ်တိကျတယ်ဟင်း really အစကြိုင်ပေါ့နော်ညူဒီစိန်ရောပါလုံးလုံးစင်ပြီးတော့ထပ်ထည့်ပြီးစားလို့ရတယ်အခုကတော့အဲ့ညူဒီအစိမ့်မှုနဲ့ပေါ့ဒီကကြတော့အေးတရုတ်လိုဟင်းမွက်တွေစားရတဲ့အချိန်မှာဒါကကြတော့ဒီ site တစ်ချိန်နေစားကြတာပေါ့နော်လမ်းပန်းချိုက်အတီနေနဲ့ ဒီသွားရီတုတ်တို့ကျွန်းရတုတ်တို့အဲ့လိုမျိုးကျွန်းရတုတ်ကလည်းမျိုးတုံဆောင်းလောက်ကောင်းတယ်